ဒါကြောင့်ဒိန်းနေမြန်မြန်ဖန်တီးတာကိုယ့်ရဲ့ game development skill ကိုမြန်မြန်နဲ့တီးတတ်တာတိုးတက်စေပါတယ်။ဒါတိုင်း Elephant game ဖြစ်တဲ့ PC run game ရေးပြီးတဲ့အချိန်မှာဆိုရင်ကျွန်တော် system feature တွေ access management တွေ goal mode ဆိုရယ်မတည်တဲ့ game mechanic တွေပြီးရင် skin တွေကိုဘယ်လိုရွေးရလဲဆိုတဲ့ဒီ feature တွေစပြီးထည့်တက်လာပါတယ်။ဆက်ပြီးတော့လုပ်ခဲ့တဲ့ 3D Elephant game ဖြစ်တဲ့ကျွန်တော်ရဲ့ CA game ထဲမှာဆိုလို့ရှိရင်လည်း 3D model တွေ Unity engine ကဘယ်လိုစီမံတာလဲ။ပိုခတ်တဲ့ programming နည်းလမ်းတွေ object pooling system တွေ ကင်မရာကိုဇက်လန်ဆန်ဆန်စင်မက်ရီရှော့ရိုက်တာတွေနဲ့ပါအပ်ဒီမက်ကနစ်တွေကိုဘလို့ထည့်ရဆိုတဲ့ဟာတွေကိုလည်းလုတ်တက်လာပါတယ်ဒီမက်ကနစ်တွေထဲမှာဆိုရင်လည်း Astra Shooter, Angry Bird လိုမျိုး game, Car game ပြီးရင်အလုံးလေးခုံတဲ့ Helix Jam လိုမျိုး game mechanic တွေလုပ်ခဲ့တဲ့အပြင်ဒုတိယ shooter game prototype ကိုလည်းလုပ်ခဲ့ပါသေးတယ်။ဒီလိုမျိုး game mechanic တွေလေ့လာပြီးတဲ့အချိန်မှာ game နဲ့ AI နဲ့ဘယ်လိုအလုပ်လုပ်တာလဲပြစ်ခတ်တဲ့ mechanic တွေပြီးရင် level progression system တွေစပြီးလုပ်တက်လာ။ကိုယ်ပိုင် game တွေဖန်တီးချက်ချင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာကနေဖွင့်လှစ်ထားတဲ့ကိုယ် game ကိုယ်ဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီတန်းမှာကျွန်တော်တို့က Unity နဲ့ C# programming ကိုအဓိကထားသင်ကြားပေးမှာဖြစ်ပြီးတော့ စူပါမန်ကြီးဘောလိုမျိုးဂိမ်း 2D ပလက်ဖော်မာဂိမ်းတွေနဲ့တပ်ပါဆင်ရှူတာလိုမျိုးဂိမ်းကိုဖန်တီးရင်းနဲ့ဂိမ်းလုံးမပညာရက်ကိုသုံးလကြာလေ့လာမှာပဲဖြစ်ပါတယ်။တင်တန်းကြီးကတော့နှစ်သိန်းခွဲကျတဲ့မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့အခါမှာလည်း certificate နဲ့ professional ဂိမ်းလုံးပါတယောက်အနေနဲ့အနာဂတ်မှာဘာတွေဆက်လုပ်ရမလဲဆိုတဲ့ဒီဂိမ်းတွေပါ roadmap တွေကိုလည်းချတ်တပ်ပြီးသွားမှာပါ။ကျွန်တော်ရဲ့အတန်းကဂျွန်လ16ရက်နေ့မှာဖွင့်လှစ်တင်ကြပေးသွားမှာဖြစ်ပြီးတော့လူကြီးကတ်သက်ထားမှုအခုပဲ page ပါလာရောက်ဆုံးသတ်ထားလိုက်ပါ